ာဖို့လည်းကိုထုရိုက်သေးရအောင်သူသူရိုက်မှလည်းအားသာနေတော့ညီမလေးကိုရိုက်တဲ့ချိန်အစွဲချိန်မှာလည်းညီမလေးကမရတယ်တဲ့စွဲတယ်ဒါပေမဲ့ကိုကဘလို့ပဲရတယ်ပြောပြောသိရမလားသမင်းစွဲရဆိုတာဒါမိန်းကလေးတွေသိရလေဘလောက်နာလဲဆိုတော့အဲ့လိုမျိုးဒါပေမဲ့ကိုကတော့စွဲတယ်ဒါပေမဲ့တကယ်ကိုရဲ့စိတ်နဲ့ဆိုရင်ဒီချက်ပို့ပြီးတော့ကိုရဲ့မုနဲ့ဆိုရင်ချက်ပို့ပြီးတော့ဟိုစွဲဟာတွေကိုပို့ပြီးတော့လုပ်ချင်ဒါပေမဲ့ဟုတ်တယ်အဲ့ဒါတော်တော်များများ တွေ့ရတော့เนาะအဲ့လိုမြင်တော့အားရတယ်လို့ဘာလို့အဲ့လိုတွေတော့တွေ့ရတွေ့ရတာပေါ့เนาะမထင်နှောင်းနေเนาะတကယ်ကိုအရင်ကိုအရင်စစ်တဲ့လူပြောက်ကိုအတွက်နဲ့ဒီသားပါတော့ပိသားစုနဲ့အောင်လဲထားတဲ့လူပြောက်အဲ့လောက်ထိဖြစ်သွားမယ်ဆိုတော့မထင်ထားဘူးပေါ့အဲ့ကြောင့်ဝေးရင်ဆရာဟောတဲ့ချိန်မှာလဲပြစ်နိုင်ပါဘူးကျမယောက်ျားကျမကိုတုံနေအောင်ချက်တာဆိုပြီးတော့နောက်တစ်ခုကတိသွားတဲ့အချိန်မှာသူအအမတကယ်ချင်းကလာပြီးပြပြတဲ့အချိန်မှာလဲအဲ့တိုင်းပဲပေါ့နော်ဆိုတော့အဲ့လိုအဲ့လို ယုံတော့လုံးဝမယုံနိုင်ချိန်မှာဒါဒါမဲ့တကယ်တမ်းဟိုဖုံးဆက်လိုက်တဲ့ချိန်မှာတိသွားတဲ့ခါကျတော့အဲ့မှာသူ့ဘဝကြီးတစ်ခုလုံးကျန်ကျန်နိုင်ကုန်သူရင်ဆိုင်နိုင်တယ်ဒါကြီးတခုတော့မရင်ဆိုင်နိုင်တဲ့အတွက်ကြောင့်မလို့သူ့ဘဝကြီးတခုလုံးပြိုလဲသွားတယ်လို့ခံစားခက်မာခံစားလိုက်ရတယ်ပေါ့အရင်တော့ဆိုအရန်ပဲမှန်းတယ်ဘာလို့ဆိုတော့တစ်ချိန်လုံးအာကိုကလည်းကိုကလည်း night long နေသေးတာဟုတ်ဘာလို့ဆိုကိုရဲ့အပူမီကမငြိမ်းတဲ့အတွက်ကြောင့်မလို့တော်တော်မှ အာရိုက်တဲ့ချိန်မှာရောရိုက်ပြီးတဲ့ချိန်မှာအမြဲတမ်းအိတ်ချတော့မှာဆိုကိုစိတ်မကြည်လင်ဖြစ်တယ် stress တွေများတယ်အဲနောက်ပြီးတော့အဲ့လိုအဲ့စိတ်ကိုပေါ့တစ်ခါကျရင်ကိုယ့်ကိုယ်ကိုအမြဲပြန်ပြီးတော့ကန့်ထားရပါတော့ငါဟိုဟာဟိုပြက်ပြက်ရှော့ချရအဲ့လိုဟောဘုံပေပုံပင်မှန်ပါတယ်။ဘာလို့ဆိုတော့စင်းတိုင်းတော်တော်များများအဲ့လိုမျိုးဖြစ်နေရပဲများတာဆိုတော့လေရှင်းမြုံးမလား ားတကယ်လားကျေးဇူးအများကြီးတင်ပါတယ်အပေးအတွက်ကျေးဇူးတင်ပါတယ်အတိမတ်ပြုစားအတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အတန်ကိုညစ်ပြီးអော်တဲ့ချိန်မှာလေအဲ့လိုအတန်နည်းနည်းအဲ့လိုမျိုးဟွာဖြစ်တာပေါ့နော်အဲ့လိုချိန်နေရှိပါတယ်ဆိုတော့အဲ့လို ဒါပေမဲ့ပြန်ရိုက်လိုက်ရရရှိရဘလို့ပဲဟိုဟာပဲပြောပြောအကြက်ပြန်ရိုက်တာနဲ့အဲအကြက်ပြန်ရိုက်တာနဲ့အဲ့လိုရှိသေးရအောင်အဲ့ဆိုတော့တော်တော်ရောမင်မန်းပါရင်ဟိုတယောက်တည်းမဟုတ်ပါဘူးအားလုံးပေါ့နော်ဒါလေးမကြည့်လိုက်အောင်ဒါလေးမခုကတော့အဲ့လိုဖြစ်သွားရပေါ့နော်ဟုတ်တယ်နေနေခဲ့နေရမှာနဲ့နေနေခဲ့ဆိုလားမသိဘူးအဲ့လိုပြောခဲ့ရဆိုတော့ဒါပေမဲ့မနေနိုင်မလောက်ပါဘူးပဲတော်တယ်ပြသားတဲ့မိန်းမလို့ဆိုစိတ်တော့မာတယ်ဒါပေမဲ့သူကသူပြသားခြင်းနဲ့ပုံမှာဆိုသူပြသားတယ် မပြန်သားနိုင်တဲ့အပေါ်မှာဆိုတော့ပြက်သားလောက်ပေါ့နော်ဒါပေမဲ့ဒီကိစ္စဘလို့စပစ်သွားမလဲခုလို့ခုလို့မလာအဲ့တော့ဘို့ဒါမို့ပြန်ပြေလေသွားမလားဆိုတော့စောင့်ကြည့်ပါအော်ဟိုဟိုနောက်ဆုံးဟာတားလေးပါဟိုဟာဖြစ်တဲ့ဟာလားမသိဘူးဟုတ်အဲ့လိုပေါ့နော်အအဲ့တော့များများလဲလာမေးကြရဲပေါ့ page မှာ ending လေးကဘလို့ဖြစ်မလဲဆိုပြီးတော့ဘလို့အဆုံးတက်မလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုလည်းအရင်လာမေးကြရဲဆိုတော့ အအခုပြောပြလိုက်ရင် spoil လုပ်တယ်လို့ဖြစ်သွားမှာလဲဆိုရဲဒါပေမဲ့အဲ့လိုဟိုလို one one နဲ့ပြဖြစ်ခဲ့ရင်လည်းစိတ်မဆိုးကြပါနဲ့ဆိုပါတယ်ထင်တယ်တင်နေကြမှာပါဒါပေမဲ့ပြောတတ်ဘူးကနော်မတော့ဘလို့တိုင်းနေကြလဲအဲဟုတ်တယ် comment တွေတွေ့ရငါတို့ကတဲ့အဲ့တော့တဲ့ဘာဆက်လို့ငါတို့ကရောကြယူရမလားမယူရဘူးလားတဲ့အဲ့ comment တွေအဲ့တော့ဘာလို့မှမလဲရောကြယူရမလားမယူရဘူးလားတဲ့အဲ့တဲ့တီဟာဦး လို့ရန်ချစ်တဲ့ ground လို့ဖြစ်သွားရဲဆိုတော့အားလို့ပေါ့နော်ဒါကတော့ main play to ဤဘက်ကဖြစ်တဲ့ရင်နွေးခံစားချက်တွေပေါ့နော်အဲဆိုတော့မမအိုးအဲ့လိုလဲယောက်ျားတိုင်းလည်းအဲ့လိုဟုံးမနေသလိုမိန်းမတွေကလည်းကိုယ့်ရဲ့ခါပါတော့တည်မလားဒါမျိုးတွေဖြစ်လာအောင်ပေါ့နော်ဟိုကိုယ်လည်းပြင်ဆင်တဲ့အပိုင်းပြင်ဆင်ရမှာပေါ့အခုဆိုရင်ဒါက အာမတူမလို့မမမသိရဟာနေအစလာခဲ့တဲ့အညိုအတေးတွေအညိုအာသာတွေဆိုတော့ဒါမျိုးတွေအခုဖြစ်လာတယ်အပြည့်ပြည့်နဲ့နှကောင်းသွေးထွက်တဲ့အထိလုံးဝအလိုခြေလုံးလက်လုံးနဲ့ဖြစ်ကုန်တယ်လို့ပြောလို့ရပါပေါ့နော်ဆိုတော့အစခဲ့တဲ့ရာတယောက်နဲ့တယောက်အဲ့လိုမျိုးရောက်ကြရောမိမရောနောက်ဟိုဒါရောက်ခမနဲ့စခဲ့ရတဲ့ဆန်လဆိုရောက်ခမကြီးရောအဲ့လိုစတာအစခဲ့တဲ့အားလုံးကောင်းကောင်းဝင်ဖို့နေတော့ဒီလိုမျိုးဖြစ်လာဘူးပေါ့ဒီလိုဇက်လန်လည်းမကြည့်ရဘူးပေါ့ခုကတော့အဲ့လိုပြတာအဲ့လိုဇက်လန်ကြည့်ရတာပေါ့ဆိုတော့ အဲမင်းကလေးတူကတော့လည်းအဲ့လိုပေါ့ဒါပေမဲ့တချို့ကလည်းရေးကြတယ်ဘလိုပဲဘလိုပဲဟိုအဖြစ်ဖြစ်ပေါ့အာစိတ်နာစိတ်နာခက်ခက်မှမုန်းတယ်ပြောပြောဖောက်ပြန်ဖောက်ပြန်တခြားနေ့လိုက်နဲ့စိတ်နာလို့ရတယ်ဖောက်ပြန်တာဟိုအောင်ဖြစ်ဘူးပေါ့ဆိုတော့အဲ့ပေါ့နော်အဲ့တော့မင်းကလေးဘက်ကဆိုရင်လည်းဒါဖောက်ပြန်တယ်ဆိုတော့မကောင်းလို့ပြန်တာပေါ့ဟောအဲ့ဒါကြောင့်ခက်ခက်မှရဲ့ character ကအဲ့လိုဖြစ်နေတာ तू ကတရားဦးအထူးသဖြင့်တရားဦးဆိုလို့ရှိရင်အရင် interview တွေမှာဖြေခဲ့လို့ပဲ तू ယောက်ျားလည်းမခေါ်ချစ်သူလည်းမခေါ်မောင်လည်းမခေါ် तू อ่ะတရားဦးပဲအဲ့လိုခေါ်ပါဆို तू ဘသူ့ဟိုမှာ तू อ่ะအဲချွတ်ချွတ်တာမပြောဘူးနောက်တစ်ခုက तू ကတောင်းမွန်မွန်ပြောနေဒုံပြောလိုက် तू နည်းနည်းလေးလာကြောရတယ် तू ကပွဲချက်မိပဲ तू ကာရိုက်တာအဲ့လိုဖြစ်နေတာဆိုတော့ကိုကိုရိုင်းလည်းဖတ်ဆန်ညွန်းနေပါဖတ်ပြီးရောရိုက်တဲ့အချိန်မှာလည်း ူကသူစိတ်ကြီးပဲနော်ဆိုပြီးတော့ကိုလည်းအဲ့လိုအမြဲဖြစ်တယ်ဆိုတော့သူ character ကအဲ့လိုသူချိုးသားလို့မရအောင်တမသူရဲချိုးသားမယ်ဆိုရင်တော့မသူဇက်ကွာအဲ့လိုသွားနေအရှိန်နောက်တွေလည်းမိုးရရိုက်တဲ့ချိန်မှာချိန်ရအောင်ဆိုတော့အဲ့လိုမျိုးဟုတ်ဟုတ်ငါတော့သဘောပါတယောက်နဲ့တယောက်တော့ဘယ်လိုခေါ်တဲ့လည်းမခေါ်တဲ့ဘူးဆိုတာတဲ့ခေါ်ခြင်းနဲ့လူလည်းခေါ်လို့ရပါပဲလေနော်အမခေါ်ခြင်းလည်းမခေါ်လို့ရပါပဲသူ့ကိုခေါ်ရပါတယ်။ဘယ်လိုလဲဆိုရင်ခေါ်လားမခေါ်လားဆိုတာတည်း ပြောပြသေးဘူးခေါ်ခေါ်ခြင်းတော့ခေါ်တယ်မခေါ်ခြင်းလည်းမခေါ်ဘူးစိတ်ဆိုးလာတော့နေတတ်တာတော့ထုံးစံတိုင်းမိန်းကလေးတွေကထုံးစံတာစီဇန်မျိုးကက်ကက်မှာဆိုရဲကြားနေတယ်မုံမြင့်ဆန်ရောစဖတ်လိုက်ဖတ်လိုက်ကြတဲ့ရအဲကိုကရိုက်တာကိုရင်ကိုအစအနေဆုံးပြီးဖတ်လိုက်တဲ့ချိန်မှာတည်းကဒီလိုမျိုးဟိုတွေ့ရတဲ့အခါကျတော့လေဩခက်ခက်မှာပြိတ္တစိတ်တူတဲ့ဘိုင်းလည်းရှိမယ်ခက်ခက်မှာပြိတ္တအားရတဲ့ဘိုင်းလည်းရှိမယ် ားမရတဲ့ပိုင်းလည်းရှိမယ်ချစ်တဲ့ပိုင်းလည်းရှိမယ်မုန်းတဲ့ပိုင်းလည်းရှိလိမ့်မယ် ခက်မှာမှန်တယ်ဆိုတဲ့ပိုင်းလည်းရှိလိမ့်မယ်ခက်ခက်မှာမားတယ်ဆိုတဲ့ဖွယ်လည်းရှိလိမ့်မယ်တကယ်လက်ထင်တဲ့အတိုင်းပဲရောက်မှနဲ့မကင်နဲ့မုံနဲ့ဆိုရင်ရှုတယ်မှာအမြဲပြောပြတယ်မားလို့ဒီကားပြီးလို့ရှင်လို့တမီးရထင်းနေကွဲတော့မှာတော့လို့ဘယ်သူကဘယ်သူကတကယ်လည်းအဲ့လိုဖြစ်သွားတယ်တကယ်လည်းအဲ့လိုဖြစ်သွားတယ်ဆိုတော့ဒါဒါဆိုဆန်ညွန်းစဖက်တယ်ရမွေးခံစားချက်ဆိုတော့တကယ်လည်းအဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ဟိုဆန်ညွန်းနဲ့ရောနောက်ဟိုဆန်ညွန်းရေးဆရာကိုပေးခြင်းနဲ့ဆန်ညွန်းရေးဆရာပေးခြင်းနဲ့ message နဲ့ရောပရိတ်တက်တွေအားလုံးထပ်ကြည့်ကြရလို့ထင်ပါတယ်ဟုတ်အဲဒါကတော့အဓိကမော်ရ ကကိုတောင်ဝင်ကိုကြည်အောင်လုပ်ပြီးတော့ကို့ဖေးရဲ့ character ကိုကောင်းဆုံးလုပ်ဖို့ပဲလိုအပ်တာပေါ့နော်ဆိုတော့ဒီဇက်ကတခုကပရိသတ်ရဲ့ဗဇက်ဖျားမှာဘလောက်ထိဆွဲထင်ကြံလဲပရိသတ်ရဲ့ရင်ထဲကိုဘလောက်ထိရောက်လဲဆိုတာကြတော့တချို့ຢာတွေကကိုရရဲ့စူးစမ်းအားထုတ်မှုလဲလိုသလိုချိုးရရလဲကံနေနဲ့လဲဆိုင်နေလေဆိုတော့ဒီကားလေးကတော့ကံရောကိုရဲ့ဂျိုးစာအထုံးမှုရောနောက်ဖက်ဖက်ကနေ supporting အပြည့်နဲ့အာဒီ predicate ရဲ့အဲ ိတ်ကိုဆွဲဆောင်နိုင်ခဲ့လို့ထင်ပါတယ်ဆိုတော့အဲဒါကြောင့်မို့လို့အဲညီမတို့ရဲ့စူးစမ်းအထောက်အမှုအရာထင်ခဲ့လို့မို့ထင်ပါတယ်ဟုတ်